မကြာခဏပြင်ပန်းနှွမ်းနေပြီးအကြောင်းမရှိကြွက်သားများ နာကျင်မှုကိုခံစားရပါသလားပြင်ပန်းနှွမ်းနေမှုကြွက်သားနာကျင်ခြင်းအော့ခြင်းကိုယ်အပူချိန်တက်ခြင်းမျက်နှာဝါခြင်းအစရှိသည်လို့သည် အသေးအောင်အတဝါမိဘိုးဤလက္ခဏာများဖြစ်နိုင်ပါသည်အသေးအောင်အတဝါမိဘိုးသည်အ धिक အားဖြင့်ကိုရွင့်အရင်များသွေအဆရှိသည်မှတဆင့်ကူးဆက်ပါသည်အထူးသဖြင့်အာရှအာဖရိကတိုက်တွင် အသေးအောင်အတဝါဘီဘိုပြန့်နှံ့မှုမြင့်မားပါသည်ခန္ဓာကိုယ်တွင်ယောဂဖို့ရှိတော်လဲပဲအသေးတွင် ရောင်ရမ်းခြင်းမရှိပါက ရက်ဖြက်စိတ်လိပ်ဖြက်ပြီးကိုယ်လေးချိန်ထင်းခြင်းဖြင့်နေစဉ်ဘဝကိုပုံမှန်ဖြတ်သန်းနိုင်ပါသည်သို့တော့အသေးအောင်အတဝါဘီဖို့ရှိသူ၄ဦးတွင်တဦးသည်စေသူနှင့်များကြာလျင်နာတာရှိအသေးအောင်အတဝါဖြစ်ခြင်းအသေး၆ခြင်းအသေးကင်စာအဆရှိသည့်ပြင်းထန်သောယောဂများရနိုင်ပါသည် အသေးအောင်အတဝါဘီယောဂကုသနီးကတော့ခန္ဓာကိုယ်အတွင်းယောဂပုံမပြတ်နှံ့စေရန်ထိန်းချုပ်ခြင်းဖြစ်ပါသည်မိမိကိုယ်တွင်၌အသေးအောင်အတဝါဘီပုံပြိပစ္စည်းရှိမရှိသိလိုပါသလားကိုရီးယားသို့ရောက်ရှိစဉ်စစ်ဆေးခဲ့သောတန်းမာရေးစစ်ဆေးချက်မှတ်တမ်းများဈေးရုံတွင်စစ်ဆေးချက်များဖြင့်သိရှိနိုင်ပါသည် အကယ်၍တင့်တွင် အသေးအောင်အတဝါဘီဘူပရိပစ္စည်းမရှိပါကကာကွယ်ဆေးထိုးနိုင်ပါသည်အသေးအောင်အတဝါဘီဘူကာကွယ်ဆေးထိုးလျင်ရောဂါမကူးစက်နိုင်ပါကာကွယ်ဆေးထိုးခြင်းသည်မွေးကင်းစကလေးငယ်များနှင့်တနည်းစီဝပရိပစ္စည်းမရှိသော လူကြီးများကို ရောဂါမကူးအောင်ကာကွယ်ပေးပါသည် တို့ရတွင်၃ချိန်မြောက်ကာကွယ်ဆေးထိုးပြီးမှသာပြိပစ္စည်းဖြစ်ပေါ်ကြောင်းမှတ်သားပေးပါ바이ဒန်လက်သေးညက်မုတ်စိတ်ရိတ်ဆက်အဆရှိသည့်အကိုရည်သုံးပစ္စည်းကိုအခြားသူများနှင့်ဝေမျှအသုံးမပြုပါနှင့်ယောဂဘုပါသောအဲဓာများနှင့်ရှာမိပါကဥစ္စာခံရနိုင်ပါသည် သေးအောင်အတဝါဘီဖို့ရှိပါကအသေးကိုဒုက္ခပေးနိုင်သောကျမ်းမာရေးအစားအစာများကို မစားသုံးပါနှင့်ဒီဝါများတောက်သုံးရမည်ဆိုပါကဆရာဝန်နှင့်တိုင်ပင်ပါဒေယံတဝါဘီဖို့ရှိသူသည်မိခင်တို့မတိုက်ကြွေးတင်ပါကိုဝင်တယ်ဖြစ်ပြီးယောဂဘုရှိပါက တရားဝန်ထမ်းအတည်ပြုပြီးကလေးမွေပြီး၁၂နှစ်အရွယ်တွင်ကာကွယ်ဆေးနှင့်ဂလိုဘူလင်ကာကွယ်ဆေးကိုထိုးခိုင်းမှာ